အမျိုးသားအများစုကြုံတွေ့နေရတဲ့ဒီလေဆိတ်ဆန်အမျိုးသားတယောက်ကလေဆိတ်ဆန်နာအရင်ပြင်းပြတဲ့အမျိုးသားတယောက်လာရုံနဲ့တဲ့ပြဿနာလေးကိုဒီနေ့လာပြီးပြပြပေးမှာဖြစ်ပါတယ်เนาะ အဲ့တော့အခုကြုံတွေ့နေရတာကအမျိုးသားတက်ကြီးပိုင်းတွေရောတက်ငယ်ပိုင်းတွေရောဒီလိုမျိုးတွေနဲ့အများသောအားဖြင့်ကြုံတွေ့နေရတယ်ပေါ့နော်အဲ့တော့ဘာလဲဆိုလို့ရှိရင်ဒါဒီအမျိုးသားဟော်မုန်းတက်ဆူဆုံးကျဆင်းနေတဲ့အတွက်ကြောင့်မို့လို့အဒီလိုမျိုးတွေဖြစ်တာပေါ့နော်အဲ့တော့အဲ့လိုမျိုးဖြစ်တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအိမ်တော်ရဲ့မာတရားမှုမရှိတာမျိုးတချို့လူပြိုတွေဆိုလို့ရှိရင်လည်းလုပ်ငန်းကိုင်ငန်းတွေမှာအဆင်မပြေမှုတွေအများကြီးကြုံတွေ့ခဲ့ရတယ်ပေါ့နော်အဲ့တော့လူငယ်ပိုင်းလေးတွေမှာဆိုလို့ရှိရင်လည်းဘာဖြစ်လဲဆိုရင်တကူရီအာသာဖြေတာများနေတဲ့အမျိုးသားမျိုးတွေပေါ့နော်ပြီးတဲ့ခါကျလို့ရှိရင်လည်းကျွန်တော်တို့က ာဒီဆေးဝါးတွေကိုမှီဝဲသုံးဆွဲမိလိုက်တဲ့မျိုးသားတွေပြီးရင်လည်းဟိုကိုယ်လိုစလိတ်တို့เนาะအရက်ပြီးတာဒါတွေကိုအလွန်လွန်ကျွတ်ကျွတ်သုံးဆွဲနေတဲ့သူတွေအဲဒါမျိုးလေးတွေဆိုလို့ရှိရင်လည်းဒါအမျိုးသားဟော်မုန်းတဆူဆူကိုကျစေတယ်အမျိုးသားတက်ကြီးပိုင်းတွေမှာဆိုလို့ရှိရင်40ကျော်သွားပြီဆိုတာနဲ့အမျိုးသားဟော်မုန်းတဆူဆူကနေပြီးတော့မှတပြေးပြေးနဲ့ရောကျလာတဲ့အတွက်ကြောင့်မလို့လဲဒီလိုလက္ခဏာရဲ့ဒီနဲ့တွေ့ရတယ်ပေါ့เนาะနောက်တစ်ချက်ကကျွန်တော်တို့ဘာလဲဆိုလို့ရှိရင်လူကနေပြီးအယမ်းမဲ့အဝလွန်နေတာမျိုးတွေတချို့ဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့အာဒီယောဂါကြောင့်ပေါ့เนาะယောဂါတ ခုခုရှိနေတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးသားဟော်မုန်းတက်ဆိုးဆုံးကကျဆင်းသွားတတ်ကြတယ်။အဲ့လိုမျိုးဆိုလို့ရှိရင်လည်းဒီလိုလက္ခဏာရက်တွေကိုခံစားရတယ်။ အဲ့တော့ဓာရီကကျသွားပြီဆိုလို့ရှိရင်ဘာဖြစ်လဲဆိုနံပါတ်1ချက်ကအိမ်တော်ကြီးမှာအာတိတ်ပြီးတော့မှအဆင်မပြေမှုတွေဖြစ်တယ်ပြီးတဲ့ခါကျလို့ရှိရင်ကိုယ့်ရဲ့အိမ်တော်ကြီးတာယာမှုမရှိတဲ့ခါမှာဆိုကျွန်တော်တို့လုပ်ငန်းတွေမှာသွားပြီးတော့မှထိခိုက်စီတယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ကိုယ့်အတွက်အနစ်နာစရာတွေအများကြီးရှိနိုင်တယ်နည်းကိုကနေပြီးတော့မှဒီလိုအချက်တွေကဖြစ်နေတယ်အဖြေကိုလည်းရှာလို့မတွေ့ဘူးဆိုလို့ရှိရင်တော့ဒါဒီအဲကိုယ့်ရဲ့ဟော်မုန်းကကျဆင်းနေတဲ့အတွက်ကြောင့်မို့လို့အခုလိုလက္ခဏာတွေဖြစ်နေတာပေါ့နော်အဲ့တော့ဘာလို့ရမလဲဆိုလို့ရှိရင်မဖြစ်ခင်ကကြိုတင်ကာကွယ်လို့ရတယ်ကျွန်တော်ကကြိုတင်ပြီးတော့မှလိုအပ်နေတဲ့ ဲ့ dancer လေးတွေကိုကျမတို့ကသုံးဆွဲရမယ်ပြီးတဲ့ခါကျရင်လေ့ကျင့်ခန်းလေးလုပ်ရမယ်အိပ်ဝဝတွေအိပ်ပေးရမယ်ပေါ့နော်အဲကျမ်းမာလူကိုခန္ဓာကိုယ်ပြန်ပြီးတော့မှအာဟာရဖြစ်စေတယ်အာဒီဖြစ်စေတဲ့ဆာလေးတွေကိုပုံမှန်စားပေးရမယ်အဲ့လိုမျိုးမဟုတ်ဘူးဆိုလို့ရှင်တော့ကျမတို့ကဒီထက်အချင်းတွေစိုးသွားပြီဆိုလို့ရှင်တော့ဒါဒီကုသမှုအပိုင်းကိုရောက်သွားပြီအဲ့တော့တကယ်ကိုတကြွနဲ့ဆရာဝန်နေနဲ့တွားရောက်ပြီးတော့မှဆွေးနွေးတိုင်ပင်သင်ပါတယ်မဟုတ်လို့ရှင်တော့ကျမတို့ကဆော့ဆီဆိုတာနဲ့အာပန်းသေးပန်းညိုဖြစ်နိုင်ကြရာခိုင်တို့ကပုံများတယ်ပေါ့နော်ဒါကြောင့်မလို့လုံးဝမပေါ်စားပါနဲ့တကယ်လို့ကို့အတွက်ဒီဗီဒီယိုလေးကလည်း အကျိုးရှိတယ်ဆိုလို့ရှင် နောက်ထပ်အမျိုးသားလေးတွေသိသွားဖို့အတွက်များများ share ပေးဖို့ဒီကတောင်းဆိုပါတယ်ရှင့် မျိုးသားတစ်ယောက်ကလိင်စိတ်ဆန္ဒအရင်ပြင်းပြတဲ့မျိုးသားတစ်ယောက်ကတစ်နှစ်ကိုပေါ့နော်နှစ်ချိန်သုံးချိန်နေနေတာမျိုးတွေပြီးလို့ရှိရင်နေ့စဉ်ရက်ဆက်ဒီလိုမျိုးပေါ့နော်အချိန်ကြီးတွေများတဲ့မျိုးသားတွေဆိုလို့ရှိရင်ဘာတွေထိကိုက်နာနိုင်လဲဆိုရင်ကျမတို့ဆော့စီစွာတော့လို့မြန်တာမျိုးတွေပန်းတိပန်းညူဖြစ်တာမျိုးတွေထောင်မမှုအားနေတာမျိုးတွေဒါတွေနဲ့တွေ့ကြုံကြတွေ့ကြုံရတယ်ပေါ့နော်။ဘာကြောင့်လဲဆိုလို့ရှိရင်သူကနေပြီးတော့မှကြောက်ကပ်ကိုအရင်မဲအလုပ်ပေးရတဲ့အတွက်ကြောင့်မလို့ကို့မှာရှိနေတဲ့ခွာတွေကိုအားအားသွန်ခွန်တိုက်ထုတ်ပြီးတော့မှလုံးရတဲ့အတွက်ကြောင့်မလို့ ိုကျမတို့ကဒီလိုမျိုးပေါ့နော်အအောင်ရောစနစ်တွေချုပ်ယွင်းပြီးတော့မှဘုန်းကလက္ခဏာရဲ့တီကိုဖြစ်ပေါ်စေတယ်ပေါ့နော်ဒါကြောင့်မလို့ကိုကနေပြီးတော့မှကိုရဲ့အဲဒီလိုမျိုးပေါ့နော်ကျမ်းမာရေးကိုဂယုဆိုင်တဲ့အမျိုးသားတွေဆိုလို့ရှိရင်အဲ့လိုမျိုးတွေပေါ့နော်အလွန်အကျွံနေထိုင်ခြင်းကိုဂယုဆိုင်ဆင်ကျင်ပေးပါကိုကနေပြီးတော့မှဒီလိုမျိုးတွေပဲအလွန်အကျွံနေနေမိတယ်ဆိုလို့ရှိရင်ကျမတို့စီးချိတ်ရောက်နေတာမျိုးတွေနော်စီးကြောက်တဲ့တာမျိုးတွေနော်စီးလမ်းကြောင်းမှာပိုးဝင်နေတာမျိုးတွေဒါမျိုးလေးတွေကိုဖြစ်တတ်တယ်လေရနဲ့တစ်စိကူးဆက်နိုင်တယ်အာဒီပေါ့နော်ဒီက ကာလာသားယောဂတွေအစားဖြစ်နိုင်တယ်။အဲ့အတွက်ကြောင့်မို့လို့လုံးဝမပေါ်စားပါနဲ့။ကိုကနေပြီးတော့မှတန်ဆေးလွန်ပေးပေါ့နော်။တချို့ဆိုလို့ရှိရင်လည်းနေ့စဉ်ရက်စက်မှာအာသာပြည့်တဲ့အမျိုးသားတွေမှာဆိုလို့ရှိရင်လည်းအခုလိုလက္ခဏာရက်တွေနဲ့ကြုံတွေ့ရတတ်တယ်။ဒါအတွက်ကြောင့်မို့လို့ကျမတို့ကလိုအပ်နေတဲ့ဒီလိုမျိုးကိုကနေလုံမိခဲ့ပြီဆိုလို့ရှိရင်လည်းလိုအပ်နေတဲ့ဖြစ်ဆက်တက်စားလေးတွေကိုပုံမှန်မြှဝဲသုံးဆွဲပေးပါ။ဒါမှသာလေကိုရဲ့လေမှုကိစ္စမှာပြည့်ပြည့်ဝဝနဲ့ခံစားရပြီးတော့မှကျန်းမာတန်ဆွမ်းနဲ့ကိုရဲ့ပေါ့နော်ဒီညီလေးကိုရရှိပိုင်ဆိုင်မှာ ဖြစ်ပါတယ်တကယ်လို့အသေးစိတ်ကိုသိချင်ရင်တော့ကျမရဲ့ TikTok စီဗီသို့ဟိုစပါရဲ့ဘိုင်ဘောမှာလာပြီးတော့မှဆွေးနွေးပြီးတော့မှလိုအပ်တဲ့စီဝါလေးတွေကိုဝယ်လို့ရပါတယ်ရှင့်